ကင်းဒီစစ်ဆောင်စခန်းအများစုမှာမိုးကနဲ့စားနပ်ရိက္ခာလိုအပ်ချက်တွေမြင့်တက်လာနေလို့အကူအညီတောင်းခံနေကြပါတယ်။သတင်းပြည်ဆောင်ကမော်ရစ်ကပြောပြပေးပါလိမ့်မယ်ရှင်။မိုးကလာမှာလောက်ကန်ရှားတာတွေတိုက်ပွဲတွေကြောင့်စိုက်ပြီးသားစပားတွေပြတ်မသိမ်းနိုင်တဲ့အတွက်ကရင်နီကစစ်ဆောင်စခန်းအများစုမှာစားနပ်ရိက္ခာပြတ်လက်တော့မဲ့အခြေအနေတွေရင်ဆိုင်နေရတာပါ။ လက်တော်လူရှင်တွေမရောက်ဖြစ်တဲ့လွိုက်ကောရှေ့ချံဖရူဆိုအနောက်ချမ်းကစစ်ဆောင်စခန်းတွေမှာစာနယ်ရိက္ခာလိုအပ်ချက်ကစိုးရိမ်ရတဲ့အနေအထားမှာရှိနေပြီးမိုးရွာရင်မိုးမလုံတဲ့တဲတွေအတွက်မိုးကလိုအပ်ချက်တွေမြင့်နေတယ်လို့ကရင်နီစစ်ဆောင်တွေကိုကူညီထောက်ပံ့ပေးနေတဲ့ကျေးလက်မြေအဖွဲ့တာဝန်ခံက DPP ကိုပြောပါရစေ။ဒီမိုးရွာတဲ့အပံမှာတချို့မိသားစုတွေအပေါင်းအပြဲတွေတောက်မှာပဲမဟုတ်တော့ကလေးတွေတိုင်းပြီးတော့အာဒီတော့မိုးယူတယ်ပဲဟုတ်ကဲ့ကလေးကိုကလည်းဟိုဘက်တော့တခြားထပ်ယူလို့ ချန်တဲ့နေရာလေးကိုတွားလိုက်အဲ့လိုတွားတဲ့မိသားစုတွေကအများအပြားရှိပါတယ်ဒီမိုးကတည်းကလောကမဟုတ်ဘဲနဲ့ blood flow နေထားရဆိုလို့ရှိရင်စမ်းစီစားငြိမ်ချက်တော်နေလဲပြက်လက်နေတဲ့နေရာလေးဆိုတော့တွားပါတယ်ပေါ့နော်လက်ရှိမိုးပြဲညောင်ရွှေအဆက်ကတိုက်ပွဲတွေကြောင့်ဒီမော့ဆူဘက်ကပြောင်းလာတဲ့စစ်ဆောင်ဦးတွေတိုးလာနေပြီးခလေးတွေအတွက်ကြောင်းတုံးပစ္စည်းလိုအပ်ချက်တွေကိုကူဖြည့်ပေးကြဖို့ကင်းဒီစစ်ဆောင်ရေးကူညီနေသူတို့ကဆိုပါတယ်။မတိကတော့ဒီမိုးကဖိဆက်ကပြဿနာရှိတယ်ပြီးတော့ အာချင်းပေါ့နော်ဒီအာခက်ခဲဖြစ်တယ်ဒီမိုးရင်းကြီးတဲ့ဒီလူစီကသွားလာပါတယ်ပေါ့နော်ဆိုတော့အနေခါပို့ပြီးတော့လုပ်ရတယ်အာတစ်ဆင့်ထဲမှာပဲသူကဒီကာလာကမူးမူးကာလာမှာကျောင်းစားပြီပေါ့နော်ဆိုတော့ဒီကျောင်းသုံးအာစာအုပ်တွေပေါ့နော်တက်ဆိုင်ခရီးရတွေလိုအပ်တယ်ကြီးရပေါ့နော်ဒါတော့မိုးရင်းကာလာမှာပို့ပြီးတော့လုပ်ရတာအဲ့လိုတင်ထားတယ်ပေါ့နော် ဆစ်ဆောင်စကန်နီရဲ့အမိုးကာဖို့မိုးကတွေဟာလက်ရှိဈေးကွက်မှာ18ပတ်လည်တစ်ချက်ကို1000ကျပ်30ပတ်လည်တစ်ချက်ကို2000ကျော်ထိဈေးပေါက်နေတဲ့အတွက်ဝင်ငွေမရှိတဲ့ဆစ်ဆောင်တွေဟာကိုအမိုးကိုပြင်ဖို့အခက်ကြုံနေရတာပါကျွန်တော်အခုမိုးမှုပေါ့မိုးမှုလည်းရောက်လာပြီကျွန်တော်ဒီအမိုးကပိုင်းမျိုးလိုအားတာတော့မမဲပေါ့ ဒါပေမဲ့ကျွန်တော်ဒီလူအချက်အနေနဲ့နံပါတ်ပေါ့နံပါတ်ဆင်ပြီးတော့အာ UI အနေပေါ်အနေနဲ့ဆင်ပြီးပါမလို့ပြင်စားရင်တော့ဒါကျွန်တော်တို့ဒီဒီ data ဒီ data ပြောမှာပေါ့နော်ကျွန်တော်တို့ဒီရှိနေတဲ့စခန်းမှာဆိုရင်လည်းဇာနာရိခါပို့ပြီးတော့နံပါတ်1ရောက်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်နေပေါ့နော်ဒီဇာနာရိခါပိုင်းကပို့ပြီးတော့အရေးကြီးတယ်ပို့ပြီးတော့ပြတ်လာနေတဲ့အနေထားမှာရှိတယ်စစ်ကောင်စီထိုးစစ်ကြောင်းမိုးပြဲညောင်ရွှေအဆက်မှာတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့တိုက်ပွဲတွေပြင်းထန်နေပြီး လက်ရှိစစ်ဆောင်တွေဟာတိုက်ပွဲတွေကြားမှာနှွေစပားကိုပြန်မသိမ်းနိုင်တယ်လို့မိုးစပားကိုလည်းမဆိုင်နိုင်သေးပါဘူး။ငလင်ဘေးနဲ့ရာသီဥတုအပြောင်းလဲတွေနဲ့လက်ရှိထိုးစစ်တွေကြောင့်ကင်းနီစစ်ဆောင်စခန်းတွေမှာစားနပ်ရိက္ခာပြက်လက်တာအမိုးကမလုံလောက်တာနဲ့ចောင်းတုံးပစ္စည်းပြက်လက်မှုတွေကမြင့်တက်လာနေတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။